မိုင်းဖြတ်မြို့နယ်၌2025-2026ပညာသင်နှင့်ကျောင်းအနှံ့ရေးလုပ်ငန်းများဆောင်ရွက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိုက်ခရိုင်မိုင်းဖြတ်မြို့နယ်တွင်2025-2026ပညာသင်နှင့်အတွက်ကျောင်းအပ်လက်ခံခြင်းကိုမေလ22ရက်နေ့နနက်ပိုင်းမှစ၍မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်စတင်လက်ခံနေပြီဖြစ်ကြောင်းသိရှိရပါသည်။ထို့သောကျောင်းအပ်လက်ခံရာတွင် မိဘအုပ်ထိန်းသူများ ကျောင်းသားကျောင်းသူများကလာရောက်အံ့နံကြပြီးဆရာဆရာမများကလက်ခံလျက်ရှိရာ KG တန်းမှ Great Fight တိကျောင်းသားကျောင်းသူများကိုပုံနှိပ်ဖတ်စာအုပ်တစ်စုံဗလာစာအုပ်တစ်ရာစဉ်စာရေးကြိယာနှင့်ကျောင်းဝတ်စုံတစ်စုံ Great စစ်မှ Great Trail တိကျောင်းသားကျောင်းသူများကိုပုံနှိပ်စာအုပ်တစ်စုံဗလာစာအုပ်တစ်ရာစဉ်စာရေးကြိယာများကိုအခမဲ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါအကြောင်းအလက်ခံပေးနိုင်မှုအခြေအနေများကိုမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးလာမျိုးနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နန်းနော့ဝင်းနှင့်အဖွဲ့ဝင်များမြို့နယ်အမျိုးသမီးရအဖွဲ့ဝင်များကလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။မိုင်းဖြတ်မြို့နယ်တွင်အထက်တန်းကျောင်း၂ကျောင်းအလယ်တန်းကျောင်း၁ကျောင်းအလယ်တန်းကျောင်းခွဲ၃ကျောင်းမူလာတန်းလွန်ကျောင်း၉ကျောင်း ူလာတန်းကျောင်း69ကျောင်းသူပေါင်းကျောင်းပေါင်း84ကျောင်းရှိကြောင်းသိရှိရပါတယ်ခမညာ